မင်္ဂလာပါခင်ဗျာကျွန်တော်တို့ပါတီရဲ့ manifesto မှာပါတဲ့အလုပ်သမားကဏ္ဍနဲ့ပတ်သက်လို့ကျွန်တော်အကျဉ်းများရှင်းပြလို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာလာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်နဲ့တောင်ရှိဖွဲ့စည်းတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်အောင်စီမံဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်ဒီရွေးကောက်ပွဲကထွက်လာတဲ့ရက်လာလည်းတရားဝင်မှုရှိမှဖြစ်ပါတယ်အဲ့ဒီခါမျိုးမှာနိုင်ငံတော်မှာရှိနေတဲ့ပြည်ပနိုင်ငံများရဲ့ sanction တွေပိတ်ဆို့မှုတွေဟာတချို့ဟာအလိုလျောက်ယုံသိမ့်သွားမှာဖြစ်ပါတယ်အဲ့ဒီခါမှာ ် FDI လို့ခေါ်တဲ့နိုင်ငံခြားဓာတ်ရိုက်ကြီးနည်းမှုတွေရတယ်အများအပြားဝေရောက်လာမှာဖြစ်ပါတယ်အဲ့ဒီခါမှာပြည်သူတွေရဲ့အလုပ်ကံခွင့်လာတယ်အလိုလျောက်ပေါ်ပြလာမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်ကတော့ဒီလိုနိုင်ငံခြားဓာတ်ရိုက်ကြီးနည်းမြှုပ်နှံမှု FDI တွေဝင်လာတဲ့ခါမှာအစင်းသင်းဖြစ်အောင်တွေ့အလုပ်ကံလုပ်မဲ့လူတွေကို ASEAN standard ဖြစ်အောင် ASEAN အဆင့်ကျွမ်းကျင်လက်မှတ်တွေရအောင်တမွေးပညာကျောင်းတွေရာကျူတင်လက်ကျင့်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်ဒါအလုပ်ကံခွင့်လာတဲ့အဝင်ခွင့်ကြအခြေခံအထူးမြင့်အသုံးချနိုင်တဲ့သဘောဖြစ်ပါတယ် เนาะဝန်ထမ်းများကိုလည်းကျွန်တော်တို့ကလောက်ခလာစာကိုအခြေအနေအခြေခံနဲ့ကဲ့ညီအောင်တူးမြေကိုကျွန်တော်ဆောင်ရွက်ပါမယ်တပည့်ကလည်းအလုပ်သမားတွေအတွက်အကာအကွယ်ပေးဥပဒေများကိုပုံပုံထိရောက်အောင်ပြန်လည်စီစစ်ပြည့်စုံပြည့်စွတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်တပည့်ကလည်းနောက်ထပ်အလုပ်သမားတွေကပြပမှာရောက်နေတဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံအလုပ်သမားတွေပါတရားဝင်တာရှိတယ်တရားဝင်သွားနေတဲ့လူသားများလည်းရှိပါတယ်အဲ့တော့အားလုံးဒီတရားဝင်ဖြစ်မယ်ဆိုရင်တော့အဲ့ဒီနိုင်ငံရဲ့ အကောက်အောက်မှာအပြစ်ရမှာဖြစ်ပါတယ်သူတို့ခံစားခွင့်ရလည်းအပြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်နိုင်ငံသားတွေရောက်နေတဲ့နိုင်ငံတွေနဲ့တရားဝင်အစိုးရချင်းနားလည်မှုစာကြုံလားထို့ပြီးတော့ရှိနေတဲ့ကျွန်တော်တို့ရဲ့နိုင်ငံလုံသားတွေအပြစ်ဝအခွင့်ရရအောင်အပြစ်ဝအကောက်ဝရအောင်မဖြစ်မနေဆောင်ရွက်တော့မှာဖြစ်ပါတယ်အဲ့လိုဆောင်ရွက်ခြင်း အပြုံးလို့သူတို့ရှိရရရှိလာတဲ့လုခလာတာတွေကိုသူတို့မိသားစုတွေလွှဲတဲ့ခါမှာပုံပုံပြီးတော့လှင်မြန်စေတဲ့လွယ်ကူစေတဲ့နိလမ်းမြောက်ကိုဆောင်ရွက်ပေးခြင်းအပြင် ပြည်ပမှာလုပ်နေတဲ့ကျွန်တော်နိုင်ငံသားအလို့သမားများလည်းအဆင်ပြေမယ်နိုင်ငံတော်လည်းအဆင်ပြေတယ်မိသားစုလည်းအဆင်ပြေတယ်ဒီလိုနည်းကိုကျွန်တော်တို့ဆောင်ရွက်သွားခြင်းအဖြစ်အလို့သမားကန္တာဖွံ့ဖြိုးတိုးတက်ရေးကျွန်တော်တို့မဖြစ်မနေဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းထည့်သွင်းကြေးသားဖော်ပြထားပါလိမ့်မယ်ကျေးဇူးတင်ပါတယ်